အလာပကေးနဲ့သမီးကပဲပြားရောင်းတဲ့ကောင်လေးကိုသဘောကျနေတယ်။ပဲပြားတယ်လေးကရုပ်ဆိုးဆင်းရဲပေမဲ့သဘောကောင်းတာကြောင့်နှစ်သမီးလေးကအသေးဆွဲနေတာပါ။တနေ့ပဲပြားတယ်လေးရဲ့အိမ်အပြန်လမ်းမှာနှစ်သမီးလေးကပဲပြားတယ်လေးကိုချော်လဲအောင်လှုပ်ပြီးတော့ပိုက်ဆံကောက်ရအောင်လှုပ်ပေးလိုက်တယ်။အိမ်ဖွင့်ကြည့်လိုက်တော့အထဲမှာရွှေတုံးတွေရှိနေတာပါ။အကိုကြီးပဲပြားရဲ့ရောင်းကုန်ပြီးကိုဘာလို့အိမ်မပြန်သေးတာလဲ။ကျွန်တော်ခုနကအိတ်တလုံးကောက်ရလို့လေ။ဘယ်သူကြကြံခဲ့တာမှန်းလဲမသိတော့ကြားခဲ့တဲ့သူကပြန်လာရှာတာကိုစောင့်နေတာလေ။ပဲပြားတယ်လေးကအိတ်ထဲမှာရွှေတုံးတွေတွေ့တာကိုဘသူကမှမပြောပြပါဘူး။ လူကြီးလည်းနှုတ်ဆက်ပြီးတော့ထွက်သွားပါတော့တယ်ခဏနေတော့နှစ်သမီးလေးအနာကပ်လာတယ်အကိုကြီးကျမအနေတိုင်းအကိုကြီးပဲပြားရောက်နေတာကိုတွေ့တယ်ပဲပြားကအရန်စားကောင်းတယ်လူကလည်းမိုက်တယ်နော်အရန်ကြွေတာပဲပဲပြားတယ်လေကြောက်လန့်ပြီးတော့အနောက်ဆုတ်သွားတယ်နှစ်သမီးလေးကပဲပြားတယ်လေးကိုသဘောကျတယ်ပြောကအိမ်လုပ်တွေအကုန်လုပ်ပေးနိုင်ကအကိုကြီးရဲ့ဇနီးလုပ်ပေးမယ်လို့ပြောလိုက်တယ်မလုပ်ပါနဲ့ကျွန်တော်ကမတန်ဆွမ်းပါမင်းနဲ့မလိုက်ဘူးကျမကယူမဆိုင်ဘူးအကိုကြီးကျမကအကိုကြီးလိုပုံစံကိုသဘောကျတာပါ နတ်သမီးလေးကရွှေတုံးအိတ်ကိုယူလိုက်ပြီးဒီထဲမှာဘာတွေလဲလို့မိကဖွင့်ကြည့်လိုက်တော့ရွှေတုံးတွေတွေ့တာနဲ့အတော်ပဲကျမတို့နေအောင်တပွားစာဖူလုံးပြီလို့ပြောပါတယ်။ဖေပြတဲ့ကနတ်သမီးကိုရွှေတုံးနဲ့ယူသွားလို့မရဘူးလို့ဩလိုက်တယ်။ပန်းရှင်ဖြစ်တဲ့သူကတခြားသူယူသွားမယ်ဆိုတာသိရင်ဝမ်းနဲ့နေမှာဆိုလို့ဒီမှာထိုင်ဆောင်နေရမယ်လို့ပြောတယ်။နတ်သမီးကရွှေတုံးအိတ်ကိုယူလိုက်ပြီးလက်ထဲမှာချမ်းသာဖို့အခွင့်အရေးရှိနေတာကိုတော့မယူချင်မဲရိုးသားတဲ့ဖေပြတဲ့လေးကိုတွေးလိုက်ရပါတယ်။ရှင်လာယူလေ၊လာယူလေ။အော်ရှင်ကမတန်ဆွမ်းမဲရှင်တာကိုယူလိုက် ပဲပြားတယ်လေးကိုစားဖို့နတ်သမီးလေးကရွှေတုံးအိတ်ကိုယူပြီးထွက်သွားတယ်။ရေကမောကရှင်ယူလိုက်လေရှင်လိုက်နိုင်ရင်တော့ကျမပြန်ပေးမယ်လို့ပြောလိုက်တယ်။ပေပြားတယ်ဒီလေဂျိုင်းနောက်တဖန်နဲ့လိုက်ပေးမယ်ဘလို့လိုက်လိုက်မမီနိုင်ပါဘူးအထဲကရွှေတုံးတွေကိုကျမတို့တယောက်တဝက်ခွဲယူကြမယ်လေကျွန်တော်ကမတန်ဆွမ်းပါဒီလိုထက်ယူလိုက်ရင်ကောင်းကင်ဘုံကအပြစ်ပေးတာထက်ခံရလိမ့်မယ်ကောက်ရတာလေခိုးရမှာမဟုတ်တာပျောက်သွားတဲ့သူကတော့ဝမ်းနေပြီးစိတ်ဒုက္ခရောက်နေမှာပေါ့ကျွန်တော်ကမတန်ဆွမ်းဆိုပေမယ့်ဇာရိတမစင်ရဲပါဘူးကျွန်တော်မယူရဲဘူးဒါဆိုဘလို့လုံးတင်လဲရှင်ပြောလေ ပြောင်းသွားတဲ့သူကိုပြန်ပေးတင်နေ။နတ်သမီးလဲစိတ်တူပြီးတော့ရွှေတုံးအိတ်ကိုပြစ်လိုက်တယ်။ပေပြားတဲ့ကသွားကောက်ဖို့လို့တော့ဂျိုင်းတောက်ကိုဆွဲယူပြီးချော်လဲအောင်လုပ်လိုက်တယ်။ပေပြားတဲ့ကလေးဘဲထောက်ပြီးသွားယူတော့နတ်သမီးကပေပြားတဲ့ရဲ့ခြေထောက်ကိုဆွဲလိုက်တယ်။ပေပြားတဲ့လည်းမူပြီးမေ့လေသွားတော့တယ်။နတ်သမီးလည်းချွေးတုပ်ပြီးတော့ပေပြားတဲ့ကိုသတိရအောင်ပြန်လုပ်ပြီးထွက်သွားတော့တယ်။ပေပြားတဲ့သတိရလာတော့နတ်သမီးမရှိတော့ပါဘူး။ပေပြတဲ့လေလမ်းလျှောက်ကြည့်တော့ထူဆန်းသွားပြီးမတန်ဆွမ်းဖြစ်နေတဲ့ခြေထောက်ကပြန်ကောင်းသွားပြီးတော့ထုံနေထုံနေမဖြစ်တော့ပါဘူးပျော်သွားပြီးတော့ငါမတန်ဆွမ်းမဟုတ်တော့ဘူးလို့တော်ထဲမှာအော်နေပါတော့တယ် ကောင်လေးကတံမချုပ်စားရတာကိုအရန်ကြိုက်တယ်။ဘလောက်ကြိုက်လဲဆိုတော့သူကတံမချုပ်ကိုထမင်းစားတယ်လို့စားတတ်ပါတယ်။သူများလို့ဆိုင်ထဲသွားပြီးတော့ရေခဲစိန်ထားတာကိုဝယ်စားမယ်အစားကောင်လေးကလက်လက်ဆက်ဆက်စားရတာကိုပို့သဘောကြပါတယ်။တံမချုပ်လက်လက်ဆက်ဆက်လေးစားနိုင်ဖို့သူကိုယ်တိုင်ပင်လေးထဲသွားပြီးတော့တံမချုပ်ကိုဖမ်းပါတယ်။တံမချုပ်ကိုစားရတာကြိုက်တဲ့ထဲမှာလူသားအပြင်ငါးတွေလည်းပါပါတယ်။ဒါပေမဲ့တံမချုပ်ကစူးပြေနေမို့လို့ငါးတွေအတွက်သွားစားဖို့ခက်ခဲပါတယ်။ လူသားတွေကတံမချိုးကိုဖောက်တက်တဲ့တဲ့တင်ပင်လယ်ထဲမှာပြန်သွားတာနဲ့လူသားတွေတံမချိုးကိုသွားဖမ်းတဲ့အခါတချို့ငါးလေးတွေကလမ်းလာပြတတ်ပါတယ်လမ်းပြပေးတဲ့ငါးလေးတွေကိုကျေးဇူးတင်တဲ့အနေနဲ့တံမချုပ်လာဖမ်းတဲ့သူကငါးလေးတွေကိုစားဖို့တံမချုပ်ကိုတခါတည်းဖောက်ပေးတတ်ပါလေ။ဒီလိုနဲ့အကောင်လေးကတံမချုပ်တွေအများကြီးရလာပါလေ။ပစုံတွေကိုတစ်ဖက်မှာထားပြီးတော့တံမချုပ်ကိုစားဖောက်စားတော့လေ။လက်နဲ့ဖောက်ပြီးတော့အထက်ကသားကိုတခါတည်းစားလိုက်တယ်။တချို့ဟာတွေဆိုရင်တော့ပြောင်းအောင်မစီရသေးပါဘူး။ ဒီအဝါရောင်လေးကိုအသားလို့ထင်ရပါပေမယ့်အမှန်တကယ်တော့သူကတံမချုပ်ရဲ့လေအင်္ကာအစိတ်ပိုင်းတစ်ခုဖြစ်ပါလေ